မကောက်ရက်တက်ဖွဲ့သည်ဌာနချုပ်၌ AI စနစ် Sky Eye Local ၏မျိုးရင်းကင်မရာကွန်ရက်များနှင့် Live View ကိုအသုံးပြုကဓမြအဖွဲ့ကိုဖမ်းဆီးရန်ကြိုးပမ်းနေသည် AI နှင့်ဓမြများလွတ်မြောက်မီလမ်းကြောင်းများကိုမှန်မှန်ပေးခဲ့ပြီးဇေယျများဝင်ရောက်ဖမ်းဆီးရန်အစင်းသည့်ဖြစ်ချိန်တွင်ဓမြများထပ်ပြေးပြီးဖြစ်ကြောင်းတရင်ပို့ခဲ့သည်ဒီလိုဖြစ်ရတာဟာဓမြအဖွဲ့မှကွန်ပျူတာကျွမ်းကျင်သူရှီမန်ကအစိုးရစနစ်ကိုထိုးဖောက်ဝင်ရောက်ကအချက်အလက်များကိုအလွယ်တကူလွှဲပြောင်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည် ဓမီယာဖွဲ့သည်ခရစ်တိုအကောင့်၏လွှတ်ဝတ်နံပါတ်တစ်ဝက်ကိုမူလကရရှိထားပြီးဖြစ်ရာကြံတဝက်ကိုရယူရန်ဒုတိယအဆီဇင်ကိုဆက်လက်လုဆောင်သည်ရဲများ9မိနစ်အတွင်းရောက်လာမည်ဖြစ်တော့လဲဓမီယာများသည်နံပါတ်ပြည့်စုံကိုအောင်မြင်စွာကူးယူနိုင်ခဲ့ပြီးရဲများကိုတိုက်ခိုက်ကာခေါင်းဆောင်အဖိုးဤအမိန့်ဖြင့်လူငယ်၄ဦးသည်အဆောက်အုံခေါင်းမိုးမှလေဒီများဖွင့်ကာလေကြောင်းမှတဆင်လွတ်မြောက်သွားခဲ့သည်ရဲတပ်ဖွဲ့သည်ဓမြများဝင်းဟိုတယ်ကိုတွားမိဟုခံမဲမိပြီးနောက်ထပ်တပ်ဖွဲ့ဆေးလက်လိုက်သည်ဟိုတယ်သို့ရဲများရောက်ရှိချိန်တွင် ခေါင်းဆောင်အဖိုးကြီးကအစည်းအကျဉ်း၃ကိုချက်ချင်းစတင်ခဲ့သည် ။ရှီမန်ကဟိုတယ်ကင်မရာများကိုထိန်းချုပ်ထားတော့လဲရဲချုပ်ဤအမေအယကွင်းစင်းရဲများဤကိုပိုင်ဘော်ဒီကမ်များကိုဖွင့်ခိုင်းလိုက်သည်။အေးအိုက်စနစ်သည်ဟိုတယ်ချက်ကင်စည်ရင်တွေမပါဝင်တော့ဧည့်သည်များကိုစစ်ဆေးခဲ့သည်။ထမရများသည်ခေါင်းဆောင်အဖိုးကြီးဤလမ်းညွှန်မှုညင်အယောင်ဆောင်မှုစွမ်းရည်ကြောင့်တအုပ်တောင်းများအဖက်မခံရဘဲထွက်ပြေးနိုင်ခဲ့သည်။တို့တော့ခေါင်းဆောင်အဖိုးကြီးဤမဲနာကိုမထင်မထားသောကင်မရာတစ်ခုတွင်ဖတ်တန်းတင်မိခဲ့သည်။နှစ်ချင်းဆက်တိုက်ကြရှုံမှုသည်ရဲတပ်ဖွဲ့ကိုအကြီးအကျယ်ရှမ်းညွှန်စေခဲ့သည်။ ရဲချုပ်ကိုသမီးကညံများတဲ့မြေဝဲကိုဖမ်းချင်ရင်အတွေ့အကြုံများတဲ့မုတ်ဆိုးကိုလိုအပ်ပါတယ်ပြောလိုက်ရာသူမကြီးဇေယဟောင်းအငိမ့်စားယူထားသောထိုးဖောက်ဆောင်တော်ကြီးဝေါင်းကိုပြန်လည်ခေါ်ယူရန်ဖြစ်လာပါတယ်ဝေါင်းကိုခေါ်ယူရန်တာဝန်ကျသောရဲမေလေးမှာအတိတ်ကဝေါင်းရင်စစ်စင်ရေးတခုအတွင်တွဲဖက်တာဝန်ထမ်းဆောင်စဉ်ဝေါင်းဤစီကံဖောက်ဖက်မှုကြောင့်တုံခဲ့ရသောတွဲဖက်ဟောင်းဤသူမကြီးကော့ကော့ဖြစ်သည်ကော့ကော့သည်ဝေါင်းကိုမနစ်မြို့တော်လေတာဝန်ကိုလက်ခံခဲ့သည် ဝန်ရထနာတို့ရောက်ဒီနေဘော်ဒီကမ်ပတန်းမြောက်ကိုကြီးစုပြီးဓမြောက်အဖွဲ့တွင်ငန်းမှုပါဝင်ကြောင်းထိုအထဲမှာဓမြောက်ကောင်းဆောင်အဖိုးကြီးသည်အတိတ်ကအစိုးရ၏လှုပ်ဝတ်တပ်ဖွဲ့ဟောင်းရှဲရုထင်းနဲ့ရောင်းသုံးတပ်သည် AI ကိုအားမကိုပဲလမ်းပေါ်စင်းကစုံစမ်းထုတ်ဖောက်မှုလူတက်များဖြင့်ဖွဲ့စည်းထားသောအထူးအဖွဲ့ကိုတည်ထောင်ခဲ့သည်ကော့ကော်ဒီဝောင်းဤလက်ယုံဖီတာဝန်ယူခဲ့တော့လေဖာကန်တေးစုပ်ဖို့ကြောင့်နာကြီးချက်များရှိနေစေဖြစ်သည်စစ်စင်ရေးစနစ်ညော့ချပြီးနောက်ဝောင်းဤအဖွဲ့သည်ဓမြများ၏ခြေရာကိုမတွေ့သေးဘဲရှိစဉ်ကော့ကော်ဒီစီကန်ဖောက်တဲ့ကြီးပြဿနာတစ်ခုကိုဝန်ရောက်ဖြေရှင်းခဲ့သည်ဝောင်းကသူမကိုပြင်းထန်စွာစူပူကိန်းမောင်းက စည်းကမ်းဖော်ပြမှုဒီပင်ဒူမဖခင်တည်ဆုံရခြင်း၏အကြောင်းရင်းဖြစ်သည်ဟုရှင်းပြခဲ့သည်။ထို့နောက်ဝမ်ဟီအဖွဲ့သည်ဇေဝန်နေသော Shadow အဖွဲ့ကြီးကိုရှာဖွေတွေ့ရှိခဲ့သည်။ Shadow ၏မျက်နှာကိုအနီးကပ်မြင်နိုင်ရန်ကော့ကော့သည်ဒီပင်ပေါ်ကရေတဲတဲ့ချင်းဟန်နေသည့်အရေးကိုကြည့်နေချိန်တွင် Shadow ကရိတ်မိသွားကအထက်တရာကျော်ရှိအဆောင်အုံကြီးတဲ့သို့ဝင်သွားပြီးကော့ကော့သည် Shadow နောက်သို့ဓာတ်လီကအထိလိုက်ခဲ့ရာဒူမကိုမှတ်မိသွားပြီးအန်တီယန်ရင်ဆိုင်ရောက်မိအချိန်တွင်ဝမ်ကခြေရခန့်ရန်အတွက်ဈေးထဲကပန်းတီးထဲတွင်ပြူဟတ်ကင်မရာတပ်ဆင်ပြီးဓာတ်လီကရှိသူချက်ချင်းဝင်ရောက်လာပြီး ထားခင်တဲ့တမိအဖြစ်ထန်းဆောင်ကရှဲတို့ကိုယုံကြည်စေခဲ့ပြီးပန်းတီတွင်တက်ဆင်ထားသောလျှို့ဝှက်ကင်မရာဖြင့်ရှဲတို့ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သည့်ရှဲတို့ဝင်သွားသောအခန်းနံပါတ်ကိုပါသိရှိခဲ့တယ်။ရှဲတို့အဘိုးကြီးပြီးဝေါင်းနှင်ကော့ကော့တို့ကိုအိမ်နှင်းချင်းအဖြစ်ယုံကြည်သွားခဲ့ကညစာအတူတူချက်ပြုတ်စားကရင်းနှီးသွားကြပြီးရှဲတို့၏လှုပ်ရှားမှုအလုံးကိုထောက်လန်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရှဲတို့၏မွေးစားသားညကဝေါင်းတို့ကိုရဲများဖြစ်ကြောင်းသိရှိသွားကညဘက်တွင်ရှဲတို့၏မွေးစားသားတိုက်ခိုက်ရေးကျွမ်းကျင်သူအာဝန်ဒီဝေါင်းကိုလှုပ်ကြံရန်လာရောက်တိုက်ခိုက်ခဲ့သည်။ ဝမ်ကတံပြန်တက်ခတ်ပြီးအာဝံထွက်ပြေးသွားခဲ့သည်ဝမ်သည်ဤကိစ္စကိုတမြောက်ငယ်များကရှဲရိုကိုမတိုက်ပင်ပဲသူတို့သဘောနဲ့သူတို့လှုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုသုံးသပ်ခဲ့သည်ရှီမန်သည်ရှဲရိုကိုခေါင်းဆောင်တရားမောက်ဖယ်ရှားပြီးသူ့ကိုယ်ပိုင်စီစဉ်ကိုစတင်ခဲ့သည်ဂျေဆာစစ်သားများကိုမှားရမ်း၍ရဲဌာနချုပ်ကိုတိုက်ခိုက်စေကာအာယုံလွှဲခဲ့ပြီးကြံတမြောက်ငယ်များကဒီဂျစ်တယ်တက်တာကိုခိုးယူစေခဲ့သည်တချွင်တိုင်းမှာပင်အာဝင်နှင့်လူမိုက်တရားချုပ်သည်ရှဲရိုကိုတန်ရန်ချင်းဆိုခဲ့သည်သစ္စာဖောက်ခံရကြောင်းတည်တံ့သောရှဲရိုသည် ်ရန်ရများဖြစ်ပင်တိုက်ခိုက်ရေးကြွမ်းကျင်မှုကြောင့်လူတရာကျော်ကိုပြန်လည်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်နောက်ဆုံးတွင်အာဝင်နှင့်သူထိတိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ရာအာဝင်တိဆုံးသွားခဲ့သည်သို့တော်ရှီမန်မအဖူးကြီးနှင့်အာဝင်တို့အောင်တပြိုင်တည်းတပ်ဖြညာအတွက်အဆောင်တစ်ခုလုံးကိုဘုံခွဲပြီးထွက်ပြေးခဲ့သည်ရှီရိုသည်ဘုံပေါက်ွဲမှုမှလွတ်မြောက်ပြီးနောက်ရဲများနှင့်အဖမ်းခံကမွေးစားသားများဝင်ဟိုတယ်ကိုထွက်ပြေးကြောင်းတရင်ပေးခဲ့ပြီးရဲကားကြောင့်မှရဲများကိုအနိုင်ယူတိုက်ခိုက်ပြီးလွတ်မြောက်သွားခဲ့သည်ဘူတာယုံတွင်လွတ်မြောက်ခံသည့်ရှီမန်ကိုတွေးဆောင်ခဲ့ပြီးဓမြဘွားနှင့်မနေစီချင်းဘူးမှုဆိုကဓာတ်ဖြင့်ထိုးတက်ခဲ့သည်ရှီမန်သည်ပြုခဲ့သော ခရစ်တိုရှိုးဝါနံပါတ်အပြည့်အစုံကိုရှယ်ရိုးကိုပြောပြသွားခဲ့ပြီးနောက်ဝေါင်နာကောကောလို့ဒီရှယ်ရိုးဒီခရစ်တိုကိုကြွမ်းကျင်မိမှုတဖြင့်မူလပိုင်ရှင်တတိနေငွေဖြင့်ပြန်လဲလဲလွယ်ရန်စူးစမ်းလိမ့်မည်ဟုခန့်မှန်းပြီးတတိရှိတွင်နောက်ဆုံးထောင်ချောက်ဆင်ရန်စောင့်ဆိုင်းခဲ့ကြတော့သည်ရှယ်ရိုးပစ္စည်းလဲလဲရင်ကော့ဖီဆိုင်မှစောင့်နေချိန်တွင်ကောကောကိုတွေ့သွားပြီးလဲဘင်းကိုညွတ်တဲ့ကကောကောမေ့လဲသွားချိန်တွင်ဝေါင်အချိန်မီရောက်လာကရှယ်ရိုးနှင့်နောက်ဆုံးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့အား ဝေါင်းသည်အကူအညီများရရှိသည့်အသည့်အချိန်ဆွဲပေးခဲ့သည်နောက်ဆုံးနဲ့ကော့ကော့ဦးဆောင်သောအထူးဖွဲ့သည် AI စနစ်နှင့်ဘူဝန်ကရှယ်ဒိုရီထွေပြေးမိလမ်းကြောင်းအလုံးကိုပိတ်ဆို့ပြီးဖမ်းဆီးနိုင်ခဲ့သည်